မိမိပိုင်ခွင့်ရှိသောနတ်ကာမကရွှေအိုးအသစ်ဆက်ဆက်အယောင်တလက်လက်ထွက်နေတာနဲ့တူးနေဒီတော့ဒါပုထုဇဉ်ဓမ္မတာအတိုင်းဒါလိုအာယုံကုနှိုင်းရှင်ကြည့်လိုက်လို့တခုကအညံ့တခုကအကောင်းဆိုရင်အညံ့ပေါ်မှာတွေ့တာတဲ့လောဘနဲ့အကောင်းပေါ်မှာတတ်မဲ့တဲ့စိတ်ပြောင်းလဲသွားတာလို့ တရားနာပရိသတ်ရဲ့စိတ်မှာအဲ့ဒီလိုနှစ်စည်းစိမ်အကြောင်းတက္ကကထာကြားလိုက်တော့ဒီနှစ်စည်းစိမ်ဟာငါရပိုင်ခွင့်ရှိတဲ့စည်းစိမ်ပဲသို့ပြီးသူစိတ်ထဲမှာမိမိပိုင်ရင်းရှိသောလူကာမတွေပေါ်တွေ့တာတဲ့လောဘနဲ့သွားနေအောင်ဟောတာအဲ့ဒီလိုလဲနေရောမြတ်စွာဘုရားကသူစိတ်ကိုမပြတ်မပြတ်စေတော်ပရိယအဘိညာဉ်နဲ့တရားဟောရင်းကကြည့် အေးလူကမ္မဘောမိမိပိုင်ရင်းစွဲလူကမ္မဘောတွေ့တန်တဲ့လောဘပြတ်ပြီးတော့ဟိုးပိုင်ခွင့်ရှိသောနတ်ကမ္မဘောမှာတတ်မဲ့မလို့လောဘနှုတ်ပြီးဥတည်လာပြီးစိတ်တမျိုးအခြေအနေပြောင်းသွားပြီးလောဘဖြစ်တော့မလို့ပြောင်းသွားပြီးဆိုတော့ဘုရားကလောကဥပမာအားဖြင့်ပြောကြပါစို့နွားဒီ သီးခင်နှံခင်စမလို့ရှူပနဲ့နှုတ်ပြီးထိုးလိုက်ထိုးအချိန်မှာလင်းမြန်တွက်လက်ဖြက်လက်တော့နွားချောင်းသားသည်မိမိလက်ကဂိုင်ထားတဲ့နှင်းတံတပြားဖြင့်နွားရဲ့နှုတ်ပြီးကိုဒေါင်ကနေရိုက်လိုက်တဲ့အခါနွားဒီမစားဝင်မဲ့နောက်ပြန်ထုတ်သွားအေးဒီတိုင်း ဒီတရားနာပရိသတ်ရဲ့စိတ်ဓာတ်မှာမိမိပိုင်သောဝတ္ထုကာမဘောတွေတာတဲ့လောဘနှဲပြီးတော့ဟိုးပိုင်ဆိုင်ခွင့်ရှိတော့နတ်ကာမဂုံပေါ်မှာတွေတာတဲ့တဏှာလောဘဒီဟုသောနှုတ်ပြီးနတ်ကာမဂုံဘက်ကိုနတ်ကာမဂုံဆိုတဲ့အသီးအနံကင်းနဲ့စမလို့ရှုကနေ တဏ္ဏနှုတ်ပြီးလဲထိုးလိုက်ကြရောဖေအားကလည်းဒိုင်းငနေဆိုဒေါငနေဆိုနှင်တန်နဲ့ရိုက်တယ်လို့ကာမနာအာဒီနဝကထာဆိုပြီးတော့အပ္ပတ္တာကာမဘူးဒုက္ခဘူးပါယတာအာဒီနဝအိဋ္ဌပိညောจิตတို့လူကာမယောနတ်ကာမယောနှမျိုးလုံးကတာယာပွေလေးကဘာမှမပြောတော့နည်းနည်းလေး ဒါပေမဲ့လို့จิตသားတို့စဉ်းစားကြည့်တာအဲ့ဒီလူကမနတ်ကာမကိုခံစားသုံးဆောင်လို့ရတဲ့ตาယာဘွေကလေးနင်းနေအတွက်ခံလိုက်ရတဲ့ဆင်းရဲဒုက္ခတွေတစ်နေ့လုံးမနာမနေနေပူမရှောင်မိုးရွာမရှောင်ခံလိုက်ရတဲ့ဆင်းရဲဒုက္ခအေးမိမိတို့ကိုယ်တွေ့လက်တွေ့စဉ်းစားကြည့်ပါသမင်းစားလို့ရတဲ့ဖြစ်တဲ့အရာ ါတွားရပွဲကောင်းတဲ့အရာဒါတွားရပွဲအေးကောင်းတဲ့အရာဒါကိုစားလို့မြိန်နေရှက်တယ်ဆိုတာဒါတွားရပွဲဒီသမင်းကလေးတလုတ်ကိုတမိန်မြိန်မြိန်ရှက်ရှက်စားနိုင်တယ်ဆိုတာအချိန်ဘလောက်ကြာမလဲဘယ်သူမှ나ယူဝက်ပြည့်အောင်မစားဘူးဆယ်လင်းကလုံးလောက်ဆိုရင်ပြီးသွားဟုတ်လား나ယူ7မိနစ်မိနစ်20ဆိုပြီးပြီ အေးမနစ်20လောက်မိန်မိန်ရှက်ရှက်ဓမင်းစားနိုင်ဖို့အဲလက်ကလေးကြပြာရတုတ်ပြီးတော့ပြေအောင်အလုပ်ရှိရနေဘူးမချောင်မိုးရမချောင်တနေ့လုံးတနေ့ကုန်တနေ့ကန်းလို့ပါမနစ်စားစားလို့မနစ်20ချမ်းသာတယ်ဆိုပါတော့နေ့လေစားစားလို့မနစ်20ချမ်းသာတယ်ဆိုပါတော့ညစာစားလို့မိနစ်20ချမ်းသာတယ်ဆိုပါစို့မိနစ်60 ဒီနေ့ကိုအာလုံပေါင်းလိုက်ရင်တဏှာကြီးပေါ့ဖြစ်တဲ့သမင်းစာဟာရကိုစားလို့ရတဲ့ချမ်းသာဒုက္ခရရှိရေးအတွက်24နာရီမှာနာရီပေါင်းများစွာ အလုံလုံနေကြရတယ်တဲ့ဆင်းရဲဒုက္ခခံနေကြရအဲ့ဒီလိုမြတ်စွာဘုရားကလူကာမယောနတ်ကာမယောတာယာဘွယ်လေးကနင်းနေရဲ့ चित्त တော်အမှန်တကယ်တော့ ဆင်းရဲဒုက္ခကများတယ်ပူပန်းရတာကများတယ်ဒီကာမနှစ်ပါးစလုံးမှာပဲအပြစ်အာဒီနဝတွေကသိမ့်များတယ်အဋ္ဌိကင်ကလူပမာကာမဘူးဒုက္ခဘူးပါရသာအာဒီနဝဣဋ္ဌပင်ယောจิตတို့လူကာမနတ်ကာမနှမျိုးလုံးပင်နှစ်လီခါကျူး မိုးတဲ့နေတဲ့လွန်ပြင်းမှာပြစ်ထားလို့မိုးရွာလိုက်နေပူလိုက်အကျဉ်းချင်းခံရတဲ့အယိုးကြောင့်ကြီးနဲ့သိတ်တူတာတဲ့လူကမာယောနတ်ကမာယောအယိုးကြောင့်ကြီးနဲ့တူတယ်ချက်သားလို့အယိုးကြောင့်ကြီးကိုခွေးငတ်ကြီးပြီးအရသာပေါ်နိုးနိုးတကြောက်ကြောက်ကိုက်ဒါကလေးသူ့တဏှာလောဘက လုံချော်လို့ဖြစ်ပေါ်လာတဲ့သူတို့ွေးနဲ့အယိုးနဲ့သွားတွေ့တော့နည်းနည်းညီဆို့ဆို့အနန္တလေးရရှေ့တိုးပြီးတော့အကောင်းတွေ့လို့တွေ့လို့နဲ့တကြောင်ကြောင်ကြိုက်တယ်အနန္တလာတဲ့အဖို့ခွေးတွေဟိမ့်ဟောက်တောင်ရွတ်သေးထို့အတူပဲအေးလူကာမနတ်ကာမဆိုတာအယိုးကြောင့်ကြီးတယ်နဲ့တူတယ်အစီဩဇာလုံးဝမရှိတဲ့အယိုးကြောင့်နဲ့တူတယ် မိမိရဲ့လောဘတဏ္ဍာတည်ဓမ္မများကြောင့်ตายာပွေလို့အောင်းမိနေတာမန္တပေသူပမာကာမဘူဒုက္ခဘူပါယတာအာဒီနောဣဋ္ဌပင်ယောจิตတို့လူကာမနကာမနှမျိုးလုံးပင်အတာတဲ့နဲ့ဥပမာတူတယ်ဆွန်ဒီပင်ကိုပဂတိအဖြစ် မျိုးတူဇတ်တူတကောင်တကောင်ချစ်လိုက်တာပဂတိအချစ်နေတာအဲ့ဒီထဲကစွန်းတကောင်ကအသားစည်းကနေပြီးအသားတစ်တခုလောက်တအားကုန်ပုတ်လိုက်လို့သူ့လက်သေးထဲမှာသူ့မုတ်ကစားထဲမှာသားတစ်ပါလာရင်စိုးစောကချစ်ပါတယ်ဆိုတဲ့အမျိုးတူဇတ်တူစွန်းတွေကရန်သူတစ်ခွဲတခါလေးလိုက်လို့ အေးချီသေးနဲ့စိတ်တယ်နှုတ်ပြီးနဲ့ပေါက်တယ်အတောင်နဲ့ခုတ်တယ်ဒါအလုံးမြက်ပြီထို့အတူပဲလူကမနတ်ကမနှမျိုးဒီအသားတဲ့နဲ့တူအဲလူမလူကမဒီဟူသောအသားတဲ့နတ်မနတ်ကမဒီဟူသောအသားတဲ့ကိုကုတ်ထားတဲ့လူလူကုတ်ထားတဲ့ငှက်လူ ဒီလူကမနတ်ကမရှိရင်ဘေးကပတ်ပတ်လေကအမျိုးတူဇတ်တူတွေကရန်သူတို့ဖွယ်ကျင့်ကုန်အမတန်ဒုက္ခများတယ်တိညုကုပမကာမဘူးဒုက္ခဘူးဘာယာသာจิตသားတို့လူကမနတ်ကမနှမျိုးလုံးပဲမြင့်မီရှူကြီးများနဲ့တူတယ်မြင့်မီရှူများမီရှူလိုက်ဆိုဝုန်းဆိုချက်ချင်းထတော့ချက်ချင်းပူကြတယ် တိကြည်တိုင်းပဲလူကံမနကမဘေကမမဆိုမျက်မိရှုလို့ခဏတော့ဟုံးမနဲ့မိထတောက်တယ်လို့ဝုံးမနဲ့ပူတတ်တယ်ပူလောင်မှုကိုဖြစ်စေတတ်တယ်အေးအင်္ဂါရကာတုပမကမဘူးဒုက္ခဘူးပါယတာအာဒီနဝဣထပင်ယောလူကံမနကမနှမျိုးလုံးပဲမိကြီးပဲကြီးတွေနဲ့တူတယ် အင်မတန်ပူရောင်အင်မတန်ဆင်းရဲအင်မတန်အပြည့်များတဲ့จิตသားတို့သူဘိနကုပမာကာမဘူဒုက္ခဘူပါယတာအာဒီနောဣဒ္ဓပင်ယောလူကာမနတ်ကာမနှမျိုးလုံးပဲအင်မထဲကအာယုန်ဒီနဲ့တူတယ်အင်မထဲအဟုတ်လားအောင်မင်းနိုးလို့ကြည့်လိုက်ဘာမှမရှိထို့အတူပဲလူကာမရောနတ်ကာမရောတကယ်လေအိမ်မက်မက်တယ်လို့ဘဝ ဟုတ်လားဘဝတော့ဒကွိဘဝတဘဝမအိပ်ပြောသလိုအဲ့ဒီအချိန်မှာကာယဘွယ်လို့ထင်ပေမဲ့လို့အေးဒီဘဝကလည်းသူ့တေရောဒီလူလူကမနတ်ကမတွေဒီဘဝမှာနေခဲ့တယ်ဟိုဘက်တခုမှမလိုက်